အပင်းဆိုတာကိုလူတိုင်းကြားဘူးသားဖြစ်မှာပါဒါပေမဲ့ဗျာတိတ်တိတ်ကြကြနားလေသလားဆိုရင်တော့ရောင်းဝါးဝါးပဲသိကြတာကျွတ်လို့ပေါ့ဗျာကျွတ်တို့လေအပင်းဆိုတဲ့စကားကိုသုံးနေကြတာပဲလေဘာကိုတိတ်တိတ်ကြကြပြောချင်တာလဲဆိုတော့မကောင်းတဲ့အရာတစ်ခုလို့ပဲပြောနိုင်တယ်တိတ်ချတာမှပြောနိုင်ဘူးဗျာကျွတ်တို့ဒေတာကအစဲတန်နေဆိုတော့အပင်းဆိုတဲ့စကားကိုလေမကြခဏသုံးတတ်ကြတယ်လေအထူးသဖြင့်ဗျာထမင်းစားတယ်ဆိုတာကိုအပင်းချတယ်လို့ပြောတယ်အခုခေတ်တော့ခက်စားနေတဲ့ဆောက်ဆိုတဲ့စကားနဲ့တွဲပြီး စောက်ပင်းချရဲဆိုဖြစ်သွားရောဗျာဒေါသထွက်နေတဲ့ချင်းဆိုတာဆိုရင်တော့အဲ့လိုပြောတာများတယ်ဗျအမေကကျွတ်တို့ကိုမြောက်တွေလို့မပြောတော့ပေမဲ့အပင်းဆိုတာတော့တိတ်ပြောတာကျွတ်တို့ညီမအငယ်ဆုံးလေးကဟင်းဆိုတိတ်ကြီးများတာဟိုဟင်းမစားဘူးတင်းမစားဘူး ਨੇ ကြေကြတတ်တယ်အမေကစိတ်တူလာရင်ညီမကိုဆဲတယ်ဗျဟဲ့နင်းကတင်းဟင်းနဲ့မစားရင်ဘယ်ဟင်းနဲ့အပင်းချမလဲပြောစမ်းဒီလိုဆိုပြီးတော့ဆဲတက်တာကျွတ်တို့တွေကိုဆိုရင်တော့ဆဲတာပဲလေထုံးစံတိုင်းများ မကြိုက်တဲ့သူကတော့ဥပဒါကြီးပဲဥပဒါကြီးကအမေကိုသတိပေးတယ်ဗျမိတန်နင်းဒီလိုမပြောနဲ့ဟာအပင်းဆိုတာဘာလဲဆိုတာညီသိရလားအမေကထက်ထက်လန့်လန့်နဲ့ဥပဒါကိုလက်အုပ်ချပြီးတော့တောင်းပန်တယ်ဗျမတောင်းပန်လို့လည်းမရဘူးလေဟိုတခါကျွတ်တုတ်ကိုမြောက်တွေလို့ပြောတော့ကဥပဒါကြီးကကျွတ်တုတ်ကိုမြောက်ဖြစ်အောင်လုပ်လိုက်တာမဟုတ်လားမသိပါဘူးရှင်ဒါပေမဲ့ကျမတို့ကိုလက်တွေ့တော့မပြပါနဲ့ပြပါငါမလုပ်ပါဘူးဒါပေမဲ့နင်တို့တေချာမသိတဲ့အရာနဲ့ ကြိမ်တွယ်ပြီးတော့မပြောနဲ့ဟာမိုးစီပေတာထီတိုင်းရှာတဲ့နင်တို့ဘယ်ဖြစ်မှာဆိုလို့ငါကပြောပြနေတာအဲ့နောက်ပိုင်းမှာတော့အမေကနည်းနည်းစင်ကြင်သွားတယ်ဒါပေမဲ့ဗျာကိုရီမကြုံလိုက်ရတော့မသိဘူးသူ့စိတ်လွတ်သွားရင်တော့ပြောတတ်တယ်ထားပါတော့ဗျာအပင်ထဲမှာအစာအပင်ဆိုတာရှိတယ်ဗျအစာထဲမှာထည့်ပြီးကျွေးတဲ့အပင်အဲ့ဒီပင်ကအောက်လန်းလေးတွေစောင်းပညာတွေနဲ့ပြုလုပ်ထားတာဆိုတော့သူ့အစွမ်းနဲ့ပညာပေါ်မူတည်ပြီးတော့စားလိုက်တဲ့သူကိုမကောင်းတာတွေပဲဖြစ်စေတယ် ကောင်းတာဖြစ်စေတယ်ဆိုတာကတော့ကျုပ်တသက်တစ်ခါမှမကြဘူး။အစာအပင်အထက်ခံရတဲ့သူကတော့ကျုပ်အဖေပြအဖေကတကြီးမလား။ပြီးတော့ကျုပ်တို့ခက်ကတကြီးတွေကိုလူမုံများတဲ့ခေပြ။ဘာလို့လူမုံများလဲဆိုရင်တာဝန်ကြီးစပားတွေကြောင့်ပါဗျာ။အခုခေတ်လူတွေတော့မိမမဟုတ်ဘူးဗျ။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီစနစ်ကမရှိတော့လို့ပဲ။ကျုပ်တို့ခေတ်တုန်းကတော့စပားထွက်ပြီးတဲ့ချိန်ဆိုအစိုးရလူကြီးတွေကရွာတွေကိုဆင်းလာပြီးတော့တာဝန်ကြီးစပားကိုလာဝဲတယ်။တဲ့ရွာကို စပားဗနတင်းဆိုပြီးတော့ တတ်မှတ်ချက်နဲ့လာတာတတ်မှတ်ချက်တိုင်းမပေးနိုင်တဲ့ရွာကတော့ဒဏ်တက်ခံရတာပေါ့ဗျာအဲ့ဒီခေတ်ကကို့လည်းမှာကို့ဘာသာစိုက်ပျိုးပြီးစပားထွက်ပြီးဆိုရင်အစိုးရကိုပြန်ရောက်ရတဲ့စနစ်လည်းရှိတယ်ပြန်ရောက်နေဆိုပေမဲ့လည်းပေးတဲ့ဈေးကပြန်ပပေါက်ဈေးထက် အတော်လေးကိုနည်းတာဗျပြောရရင်ဗျာခွက်ဈေးနဲ့အလကားမတင်းယူသလိုပဲဒီတော့တော်ဝါတွင်လုံးမှာပင်ပင်ပန်းပန်းစိုက်ထားတဲ့လက်သမားတွေကဘယ်ရောက်ကြမှာမလဲအစိုးရလူကြီးတွေကော်မတီဝင်တွေကလည်း ဒီရွာကဘသူကတော့စဘာဖနတင်ထွက်တယ်ဆိုတာပဲသိမှလဲဒီလိုဗျာရွာလူကြီးကိုပဲတာဝန်ပေးတယ်တရွာကိုစဘာတင်းတရာဆိုရင်ရွာလူကြီးကတော့ဘသူကအထောက်ကောင်းလို့ဖနတင်ထွက်တယ်ဆိုတာမှန်းကျင်နေသိပြီးသားပဲလေဒီတော့ရွာလူကြီးကပဲဟိုလူကတင်းနေစေဒီလူကဆက်တင်စသဖြင့်စဘာဆိုင်တဲ့သူတွေကိုတာဝန်ကျစဘာရောင်းခိုင်းတယ်ကိုပင်ပင်ပမန့်နဲ့စိုက်ပြိုးထားတဲ့စဘာကိုအလကားမှတ်တင်ပေးလိုက်ရမှာဆိုတော့ပဲပေးချင်ပါလေဒီတော့ဗျာတကြီးကိုမုန်းတာပေါ့ဗျတချို့ရွာတွေဆိုရင် တကြီးကိုလက်ထိုးချတယ်။သူတို့ကိုစပားခွဲတယ်မချပေးဖို့။တချို့ရွာတွေဆိုရင်လည်းတကြီးကတမတမမကြဘူး။သူ့လည်းသူ့ဆွေမျိုးလေးတွေကို ချက်ပြီးတော့တခြားလူတွေကိုစပားခွဲတဲ့နေချပေးတာမျိုး။အဲ့ဒီမှာအစိုးရလူကြီးတွေကော်မတီလူကြီးတွေပြန်သွားပြီဆိုရင်တော့တကြီးကိုမကျေနပ်သူတွေကအမျိုးမျိုးရံပြုတ်တယ်။ကျွတ်တို့နဲ့ရတောင်ဘက်ကစပားအထက်ကောင်းတဲ့ရွာတွေမှာတကြီးမျက်နှာလိုက်တယ်ဆိုပြီးတော့အိမ်မော်တက်ပြီးဓာတ်နဲ့ပိုင်းရတာ။ဒီလောက်ထိလူမုံများတာပြတကြီးတွေကိုစပားအတွက်နဲ့အမှုခင်တွေဖြစ်ကြ ရန်တွေဖြစ်ကြတဲ့ခိုင်ရောက်တဲ့သူရှိတယ်လို့အချုပ်တွေထောင်းနေကြာတော့တဲ့သူတွေလည်းရှိတယ်ဗျကျွတ်တို့ရောက်မှာကတော့ဗျာတိတ်ပြီးတော့မစိုးလာဘူးလို့ပြောရမယ်အဖေကတမတမကြက်ကြပဲစစ်စစ်ပါတယ်ဗျဘသူကဘလောက်ထွက်တယ်ဆိုတာသိပြီးသားလေးနောက်ပြီးတော့ဗျာဒီနေ့ဒီလိုစီကခွဲတန်းယူပြီးရင် နောက်တစ်နေ့လောက်တော့အဲ့လူကိုခြံထားပေးတယ်ဒါကြောင့်မလို့တိတ်ပြီးတော့လုံမုံမများကြဘူးဒါပေမဲ့လည်းမရောင်းချင်တဲ့သူတွေကတော့စဘာတွေကိုဖွက်ကြတယ်ဗျကြည်တွေထဲကိုမထက်ပဲတနေရာမှာဖွက်ထားကြတာ ဒါပေမဲ့ဗျာနှစ်တိုင်းခွဲတဲ့နဲ့မှာပါတဲ့လူကတော့ဥပဒါကြီးဥပဒါကြီးမှာလဲစေကနဲ့သုံးမှတ်တော့ရှိတယ်သုံးမှတ်ဆိုတာလေးပုံသုံးပုံကိုပြောတာဥပဒါကြီးလေတွေကစပါအထောက်ကောင်းနေဂျွာကလူတွေကတော့ဥပဒါလေကစံနှွေးဆိုရင်ဘယ်သူမှမစားရကြဘူးဥပဒါကသုံးကဝေပညာတွေနဲ့အထောက်ကောင်းအောင်လှုပ်ထားတာလို့တော့ပြောတတ်ကြတယ်ဒါပေမဲ့ဗျာကျုပ်ကတော့သုံးကဝေနဲ့လှုပ်တာတခါမှတော့မမြင်ဘူးဘူးအချိန်ပြည့်လေထဲမှာတကုတ်ကုတ်နဲ့ အလုံးလုံးနေတတ်တဲ့ဥပဒါကြီးကိုပဲမြင်နေပြပေါင်းနှောက်ရင်နှောက်နေတဲ့ကတဲ့နေဖော်ရင်ဖော်နေတတ်တာဗျမြေစီတွေကျွနေတတ်ရင်လဲအားအားမနေပဲနဲ့လေကိုတော့အတော်ကိုပြုစုတယ်ကြုံတော့ပြောရအောင်မေတနေ့ပေါ့ဗျာအဲ့နေ့ကမိုးနှောင်းကောင်းတော့စဘာတွေအတော်လေးကိုပြက်တယ်ဗျဒီတော့ကကြောက်လို့စီမှာဆယ်မရှိသေးဘူးလေနှွေစဘာမဆိုင်ကြဘူးမိုးစဘာပဲစောင့်မင်းဆိုင်ရတာမိုးစဘာဆိုတာကလည်းဗျာမိုးကိုစောင့်မင်းဆိုင်ရတဲ့ပြင်ရာသီဥတုမကောင်းရင် စပားတွေပြက်ရောပြဒါပေမဲ့လည်းအချိန်ကြာတော့အစိုးရလူကြီးတွေရောက်လာတယ်ဒီတခါလူကြီးတွေကအရင်လူကြီးတွေလိုပဲစကားကိုအေးအေးဆေးဆေးလုံးဝမပြောတတ်ဘူးဗျတော်တော်လေးကိုရင်သိပြီးတော့မောင်းမာတယ်ဆိုပဲအဖေကတော့ဗျာပြပြလေးလေးဆက်ဆန်နေဒီလူကြီးကိုလူကားသာကြီးအားလုံးကထင်တာကျွန်တော်ကအဲ့ဒီတုန်းကလူပြိုပေါက်ပဲဒီလူကြီးမျက်နှာကိုကြည့်ပြီးလက်သေးမြတ်ကြီးကိုလှိမ့်ထိုးနေတာရွာကလူတွေကိုလည်းချင်းချောက်တာဗျာထောင်ချမယ်လို့ ဟမ်းမဲ့စီးမဲ့တော့နဲ့နောက်တော့ဘာစိတ်ကိုပေါက်လည်းမသိဘူးအဖေကိုခေါ်ပြီးတော့စပားတွေဖွက်မဖွက်စစ်မယ်ဆိုပြီးရွာတွေကိုဆင်းကြတယ်အဲ့ဒီမှာဥပဒါကြီးနဲ့တွေ့တယ်ဥပဒါကြီးအိမ်နောက်ကစပတ်ကြီးမှာစပားတွေတိတ်မရှိဘူးနှစ်တိုင်းအထွက်တူတာဆိုတော့စပတ်ကြီးကအတော်ကြီးတယ်ဗျဒီမှာလည်းဟိုလူကြီးကဥပဒါကိုစပားဖွက်ပါတယ်ဆိုပြီးဆွဆွတာဥပဒါကြီးကနွားမွေတယ်ဆိုတော့နွားတင်းကုန်းနောက်မှာကောက်ရိုးပုံကြီးကြီးပုံလာတယ်အဲ့ဒီကောက်ရိုးပုံကြီးထဲမှာစပားတွေဖွက်ထားပါတယ်ဆိုပြီးတော့ကောက်ရိုးပုံကိုမှွေတာဗျ ဘာစဘာမှထွက်မလာဘူး။ကောက်ရိုးပုံကတော့ပြက်စီးပြီးကောက်ရိုးတွေလည်းငွားစာကျဲသွားတယ်။တုံတယုံစိတ်မဆိုးတတ်တဲ့ဥပဒါကြီးမျက်ထောင်နေကြီးနဲ့အဲ့ဒီလူကြီးကိုကြည့်တာ။ဒါကိုအဖေကရိပ်မိသွားတော့ဥပဒါကိုလက်ဆွဲပြီးတော့ဥပဒါစိတ်ကိုအေးထားပါဗျာ။ခမားရဲ့ကောက်ရိုးပုံကိုတွတ်တော်ပြင်ပြင်ပေးပါမယ်။ဘာမှမလုပ်ပါနဲ့။ဂျွာသားရဲ့မျက်နှာကိုကြည့်ပါဗျာ။ဒီလိုပြောတော့ဥပဒါကြီးကတောက်ချက်ခောက်ပြီးအိမ်ဘော်ကိုတတ်သွားတာဗျ။ဟိုလူကြီးကလည်းတောင်းပန်ဖို့မပြောနဲ့။ သူကတော့မျက်နှာထားမှမှနဲ့ပြန်ပြောဆုံနေတာအဖေကကြုံနဲ့ကြုံညီကိုကောက်ရိုးပုံကြီးပြန်ပြင်ဖို့တောင်းဝေပေးပြီးတော့သူတို့ကခြံထဲကထွက်သွားတယ်ကျွတ်တို့လည်းအလုပ်လုပ်ဖို့ထုံချစ်တွေကောက်လိုက်တယ်ဆိုရင်ပဲဥပဒါကြီးကအိမ်ဘောကဆိုင်းလာတယ်ဗျဟောကောင်တွေသွားကြငါ့ဘာသာလုပ်လိုက်မယ်အဲ့လိုစင်မီပြောတာနဲ့ကျွတ်တို့လည်းခြံထဲကပြန်ထွက်လာတယ်သူ့ခြံကြီးကအကျယ်ကြီးဗျကျွတ်တို့လည်းခြံဝါရောက်တော့ကြောထဲမှာဆိုင်းလာတာနဲ့ဥပဒါကြီးခြံကိုပြန်လှည့်ကြည့်တော့နွားတင်းကုန်းနောက်မှာကောက်ရိုးပုံကြီးကဟိနေတာပဲ။ ကျွတ်တို့ထွက်လာတာ9မိနစ်တောင်မရှိသေးဘူးဗျ။ကောက်ရိုးပုံကြီးကပုံမှန်တိုင်းပြန်ဖြစ်နေပြီ။ကျုပ်သေးချာအောင်ခြံထဲကိုပြန်ဝင်ကြည့်ကြည့်မိမဲ့ကျုပ်ကြီးကကြောက်လို့ကျုပ်လက်ကိုဆွဲပြီးပြေးတာနဲ့ကျုပ်လက်သူနဲ့လိုက်ခရရတယ်။အဲ့ဒီနေ့မှာပဲစဘာတွေသွင်းတဲ့အခါမှာဥပဒါကသူတာဝန်ကျတဲ့စဘာခွတဲ့ထက်နှစ်ဆပေါ်သွင်းနေစိတ်နာတော့တာလားဘာလားတော့မသိဘူးဗျ။နောက်တော့ကျွန်တော်တို့တော်တော်လေးကြီးတော့မှအဖေကပြောပြတယ်။အဲ့ဒီနေ့ကစဘာတွေရောက်လို့ရွာကိုလာတဲ့လူကြီးတော်တော်လေးကိုရှင်းလိုက်ရတယ်တဲ့။အဲ့ဒါကဥပဒါလက်ချက်တဲ့ ဒီလိုမျိုးတကြီးမုံနဲ့ခစ်ဆိုပေမဲ့ကျွတ်တို့အဖေကိုတော့ရွာထဲမှာဘယ်သူမှမမုံဘူးလေအဖေကိုချစ်ကြတယ်ဗျဘာလေးပဲချစ်ချက်ဟင်းပေါ်ရင်တကြီးဖို့ဆိုပြီးတော့အဖေပြန်ပြီးတော့ပို့ပေးတတ်ကြတယ်မုံလို့တယ်ဆိုရင်လေရွာအောင်ကိုတစ်ခွက်ပို့တယ်လို့တကြီးအိမ်ကိုလည်းတစ်ခွက်ရောက်တတ်တယ်ကျွတ်တို့အိမ်မှာဟင်းစုံနေဗျမုံစုံတာမို့လို့ကျွတ်တို့ကတော့ဥဆိုတာပေါ့ဗျာတရက်မှာအဖေကထမင်းစားပြီးတော့အန်နေအန်နာမှစားထားသမျှထမင်းတွေအကုန်လုံးပြန်ထွက်တာကျွတ်တို့ကလည်းအဖေနေမကောင်းဖို့ထင်နေတာ ဒီလိုမျိုးနေတိုင်းဖြစ်တာတော့မဟုတ်ဘူးဗျ။နှစ်ရက်တခါသုံးရက်တခါဆိုသလိုအန်းလာတယ်။ဆေးဆရာကြီးနဲ့ခေါ်ပြတယ်။ဆေးဆရာကြီးကလည်းအစာကြီးစေးတို့လေးနိုင်စေးတို့ပေးပြီးကုတယ်ဗျ။အဖေကိုပြောကားလို့ဘယ်သူမှမထင်ဘူးလေ။ဘာလို့မထင်ရဘူးလဲဆိုတော့အဖေကဖရာတရားတိတ်လို့တယ်လို့လာပြီးလောက်ွဲဥပုံနေဆိုရင်အဖေကဥပုံပြတ်တယ်မရှိဘူးဗျ။ရွာဦးကျောင်းကိုလည်းတခြားလုံးမရှိရင်မနဲ့တိုင်ရောက်တယ်။လောက်ဆရာရှိတာလုတ်ပေးတယ်။ဆရာတော်နဲ့တရားအကြောင်းတွေပြောကြတယ်ဗျ။နေလေနေခင်ဆိုရင်လည်း အဘိုးရဲ့တငချင်းအဘိုးများတို့အဘိုးတောင်းတို့နဲ့တရားအကြောင်းတွေပြောကြတယ်။ကျတို့အဲ့တုန်းကအနားမှာတောထိုင်ပြီးနားထောင်တာဘာမှတော့နားမလဲဘူး။အဖေကပုံမှန်မနေ့အစောကြီးတစ်ချိန်ညနေတစ်ချိန်ဝတ်တက်တယ်။ဝတ်တက်တယ်ဆိုတာဖះရှိခိုးတာကိုပြောတာ။တစ်ခါရှိခိုးရင်လည်းတနားရီတနားရီခွဲလောက်ကြာတယ်ဗျ။ဖះတရားအရန်ကိုလုတ်တဲ့သူဆိုတော့စုံးတို့ပယောကားတို့မဟုတ်လို့ပဲထင်တယ်။ဒီလိုမျိုးရချားအန္တာတနားလောက်နေတော့အဖေကအတော်လေးကိုပိန်ချသွားတယ်။နောက်ပြီးတော့ညညဆိုရင်လည်း အိတ်မရဘူးလို့ပြောတယ်။သူအိတ်ဖို့ကြိုးစားနေမှာမက်ဆေ့ချ်ကပွင့်နေပြီးတော့ပိတ်လို့မရဘူးတဲ့။ဒီလိုနဲ့အဖေကမနက်ပိုင်းဖះမရှိကောပြေဘူး။တညလုံးအိတ်မပြောဘဲနဲ့မနက်စောကြီးမှအိပ်ပျော်သွားတယ်လို့အမေကလည်းမနှိုးတော့ဘူး။တရက်မှတော့ကျွတ်တို့ထမင်းစားနေတဲ့အချိန်ဥပဒါကြီးရောက်လာတယ်။မပြောသေးခံကြီးထမ်းမိလာတာဗျ။ကျွတ်တို့ထမင်းစားနေတော့မလို့အိမ်ရှိကုတ်ပြမှာပဲထိုင်နေ။အမအဖေကလှမ်းဝော်တာ။ဥပဒါကြီးဘာကိစ္စရှိလို့လဲ။ဘာမှမဟုတ်ပါဘူးတကြီးရ။ အိမ်မှာငါပြောသေးခိုင်တခိုင်မှဲ့တာနဲ့တကြီးတို့စားအောင်လာပြတာတကြီးထမင်းစားနေတာအားနာလို့ဆက်ဆက်ပါဗျာကျုပ်ဒီမှာထားခဲ့မယ်ကောင်းတာပါဗျာဥပဒါကြီးပါကုတို့ရသွားအောင်လို့ကျုပ်ဖျားဆုံးတော့ကပ်ပေးမယ်ဒါနဲ့မဟုတ်တာတွေတော့မပါဘူးနော်အဖြစ်စကားကတမျိုးဗျဥပဒါကတော့စိတ်မစိုးဘူးအပြုံးတော့မပြတ်ဘူးပေါ့ပေါ့ချာချာတကြီးရာဒါတွေကတဘာဝအတိုင်းတိတဲ့အမှဲ့တွေပါဗျဥပဒါကြီးကထထွက်ဖို့ ပစိုးကိုပြင်အောင်ရှိသေးတယ်။အဖေကထွေးကန်ကြီးကို ကောက်ကင်ပြီးထမင်းဝိုင်းကနေထပြေးတယ်။ပြီးတော့အင်ရှိခြံနောက်မှာရေသုံးတဲ့နေရာရှိတယ်။အဲ့ဒီမှာသွားပြီးတော့တောနဲ့အန်ချတယ်။ဒီမှာတင်ဥပဒါကြီးကထုတ်ဆန့်ပြီးတော့အဖေစီကိုပြေးသွားတယ်။တကြီးအစာမကြေလို့လား။အဖေကအံပြီးတော့မောတာကြောင့်တတော်နဲ့စကားပြန်မပြောနိုင်ဘူး။နောက်တော့မှသူ့လက်ဖေးမှာပတ်ထားတဲ့တပတ်တထည်နဲ့ပါဇက်ကိုတုတ်တယ်။ဟုတ်တယ်ဗျာ။အစာရင်လိုလိုလေးနာလိုလိုဖြစ်နေတာတလားတော်ကြောခဲ့ပြီ။ ဘုဘသာက တကြီးအနာကိုတစ်ချက်ကြည့်တယ်ပြီးတော့မျက်မှောင်ကျုပ်တယ်ကျုပ်လည်းထမင်းစားပြီးတော့တံပကံပြားလေးကင်လို့ပကံဆေးဖို့ရေသုံးတဲ့နာကိုရောက်လာတယ်အဖေနဲ့ဥဘသာကြီးတို့တိုးတိုးလေးစကားပြောတာကိုကြည့်ပြီးသိချင်လာတယ်ဒါကြောင့်မယောင်မလဲနဲ့အနာကိုကတ်ခဲ့တယ်ဒီမှာတင်ဥဘသာကြီးကအဖေလက်ကိုလှမ်းဆွဲပြီးတကြီးကျုပ်ကိုယုံလားအဖေကဘာမှပြန်မပြောဘူးခေါင်းမညှိမ့်ပြတယ်ဥဘသာကြီးကအဖေလက်ကိုဆွဲကင်ပြီးတော့သူ့လက်ဝါကိုပစံနာကတ်တခုခုကိုရွတ်ဆိုတယ်နောက်တော့ အဲ့လက်ဝါနဲ့အဖေ့လက်ဝါကိုရိုက်ထရမကြခင်ပါဗျာအဖေ့လက်ဝါမှာ အနက်ရောင်ထဆင်တူပုံလေးပေါ်လာတယ်ဒါပေမဲ့လည်းမပီမတလေးဗျအနက်ရောင်ကတော့သွေးကြည်ဥတလို့အနက်ရောင်လေးအဖေကလက်နဲ့ပုတ်ကြည့်တော့ပြတ်မသွားဘူးအရေပြားအောင်မှာပေါနေတာတကြီးကိုသူများလှုပ်ထားပြီဗျအောက်လန်းအစီအင်းနဲ့လှုပ်ထားတာဥပဒါစကားကိုအဖေကမယုံသေးတယ်လို့ပဲဟုတ်ပါမလားဥပဒါကျုပ်ကိုဘသူလောက်မှလဲဗျနောက်ပြီးတော့ကျုပ်ကလည်းဖះနဲ့တရားနဲ့နေတာ မဟုတ်ဘူးတကြီးဖရာတရားနဲ့နေတယ်ဆိုပေမဲ့တကြီးမှအားနဲ့သွားတဲ့ချိန်မှာသူများကလှုပ်တာပဲနောက်ပြီးတော့ဒီအပင်းကိုကြည့်ရတာအစာအပင်ဖြစ်မယ်လှုပ်ထားတဲ့သူကတတော်ကိုဆော့ဆော့မယ်တကြီးဘာမှမဖြစ်ဘူးလားကျုပ်ကတော့ဗျာရက်ချားဆိုသလိုအန်နေတာရဲ့ညဘက်အိတ်လို့မရတဲ့ကလွဲပြီးတခြားဘာမှတော့မဖြစ်ဘူးဥပဒါကအဖေလက်ဝါကိုတေချာကြည့်လက်ညှိုးထုတ်ပြီးတော့ကောင်းတက်ဆက်ဆက်နှိမ့်နေအေးဗျလှုပ်တာကတကြီးကိုတေးအောင်လှုပ်တာတကြီးတကြီးကဖရာတရားမြဲလို့မသိတာ ဒါတောင်မှတဖြည်းဖြည်းနဲ့ခံစားနေရပြီမဟုတ်လားအေးဗျခမားပြောတာဖြစ်နိုင်တယ်အခုဆိုဗျာကျုပ်မနက်ပိုင်းတောင်မှဖះမရှိခိုးဖြစ်ဘူးနားပိုင်းဖះရှိခိုးရင်လည်းစိတ်မပါတလို့ပဲဥပဒါကြီးကအဖေလက်ကို ပြန်ချတယ်ဒါဆိုတကြီးပယောကဆရာကောင်းကောင်းနဲ့ကုကျင်ကိုပါမြိုင်သားကဆရာကြီးတုတ်ကလည်းနာမည်ကြည့်တယ်မဟုတ်လားလှုပ်ထားတဲ့သူကတော်တော်ကိုစွမ်းတာဗျအဖေကသူ့လက်ကိုတေချာကြည့်တယ်နောက်တော့ ဥပဒါကြီးကလည်းဗျာပို့မဲ့ဖို့ကတော့ရအောင်ပို့စမ်းပါဗျာခမရလုံနိုင်တယ်မို့လားကျောက်ကတကြီးတို့တမျိုးထင်မှဆိုလို့ပါကဲဒါဆိုလဲဗျာဒီမှာမကောင်းဘူးအိမ်ထဲကိုဝင်ရအောင်အဖေနဲ့ဥပဒါကြီးအိမ်ထဲကိုဝင်လာတယ်ကျောက်လည်းပကံမစည်းတော့မနဲ့လက်ဆဲပြီးလိုက်လာတယ်အမေတို့ကတော့ဗျာတိတ်မကြိုက်ချင်တဲ့ပုံပဲအိမ်ရောက်တဲ့မိဖို့တဲကိုဝင်သွားပြီးတော့ဥပဒါကြီးကစောင့်ကြထိုင်နေဒေးနီယာဆိုလုံးမမြင်တော့ဘူးတကြီးကဲလာတကြီးလက်ကိုပေးအဖေရဲ့ထားဆင်တို့ပုံပေါ်နေတဲ့လက်နဲ့ ကင်တာမဟုတ်ပဲနောက်လက်တစ်ဘက်ကိုယူပြီးတော့ဘုဘသာကြီးကမိဖို့တဲကပြတွေကိုကောက်ယူတယ်နောက်ပြီးတော့အဖေရဲ့လက်ဖွားပေါ်မှာပြတွေနဲ့ထဆင်တို့ပုံတစ်ခုထည့်ရတယ်ရဲနေပါဇက်ကနေတစ်ခုကိုယူတယ်လို့ပဲနောက်တော့အဖေလက်ကိုသူ့ရဲ့လက်ဝါးနဲ့ဘုံကနေရိုက်ထည့်တယ်အချိန်ထဲမှာပဲဖနောက်တစ်ချက်မသိမသားလေးပေါက်တာကိုကြုတ်တွေ့တယ်ဒီချိန်မှာပြတွေကလင်းတက်သွားတယ်လို့နောက်တော့အဖေကပြုတ်တက်လာတယ်တစ်ခုကိုပေးစမ်းမင်းတို့အဖေအံ့တော့မယ်မိဖို့ချောင်းထဲမှာမလို့ သမင်းရည်ငှက်ချတဲ့အင်တော်ကြီးကိုထုတ်ပေးတယ်။အဖေကအင်တော်ကြီးတဲ့ကိုဖြူဖြူရည်တွေအန်ချတာဗျ။နွားနို့တွေလိုပဲအနက်ကချင်းဆုပ်ဆုပ်နဲ့နောက်တော့အဲ့ဒီအဖြူရည်တွေတဲ့ကိုအသားစားစားအန်ချတယ်။အသားကအစိမ့်တိုင်းပဲနေရနေတာ။ဒီမှာတဲ့ဥပသာကြီးကကျွတ်တို့ဘက်ကိုလှည့်ပြီးတော့မင်းတို့စီမှာကုံရရှိလား။အဖေရောကျုပ်အကိုကြီးရောကုံစားတဲ့သူတွေဆိုတော့ကုံရကအိမ်မှာရှိတယ်။ကျုပ်အကိုကြီးကလည်းသူ့ရဲ့ကုံရထဲကကုံတရွက်ယူပြီးတော့ဥပသာကြီးကိုပြေးလိုက်တော့ဥပသာကြီးက အသားဘက်ကလေးကိုကုံရုံးနဲ့လှမ်းပြီးတော့ကင်နေ။အဲ့ဒီသားလေးကလေထဲရောက်တာနဲ့နန်းလိုက်တာဗျာ။ပုတ်စော်ကိုနန်းဟောင်းနေတာ။ဒဲမာနဲ့ဥပသာကြီးက အကိုကြီးကိုအဲ့ဒီကုံရုံးနဲ့ထုတ်ထားတဲ့အသားစားလေးကိုလှမ်းပေးတယ်။အဲ့ဒီကုံရုံးကိုတိတ်ချကင်သွား။ရွာလေးကိုပြန်လှည့်မကြည့်နဲ့။ရွာပြင်ကိုတချို့တဲ့ပြေးပြီးတော့ရွာပြင်ကရိုးချောင်းလေးကိုညှော့လိုက်ကွာ။အကိုကြီးလည်းကုံရုံးလေးခိုင်ပြီးတော့ထွက်ပြေးတယ်။သူတို့လည်းအံ့ဩလို့မဆုံးဘူးဗျ။ဥပသာကြီးကအဖေအန်နဲ့အရေတွေကိုအိမ်သာချင်းထဲကိုလောင်းထည့်ခိုင်းတယ်။ ကတကြီးအားလုံးအစင်ပြေသွားပြီတကြီးကိုအစင်းတရေတကောင်နဲ့တေးအောင်လောက်ခိုင်းထားတာလောက်တဲ့သူကဟိုတင်းဥပဒါကြီးကအဖေကိုဝိုင်းကြည့်နေကြတဲ့ကျုပ်တို့ကိုတစ်ချက်ကြည့်ပြီးတော့အဖေနန်းနာကိုတုတ်ကပ်ပြီးတခုခုတုတ်တုတ်လေးပြောတယ်အဖေကမျက်လုံးပြုတ်ပြီးတော့အံ့ဩသွားပုံနဲ့ရတယ်ဟုတ်ပါမလားဥပဒါသူနဲ့ကျုပ်ကအတော်လေးကိုရင်းနေကြနော်ဒါပေါ့တကြီးဘသူမှမယုံနဲ့ဗျလူဆိုတာကိုယ့်ဘော်ကောင်းပြနေပေမဲ့နောက်ွယ်မှာဘာတွေကြံစီနေတယ်လဲဆိုတာဘာမှမသိဘူး ဘသူမှန်းတော့ကျွတ်တို့မသိပေမဲ့အမေရောကျွတ်တို့ရောဒေါသထသွားတယ်။ကို့အဖေကိုတေးအောင်လုပ်တယ်လို့ဆိုတော့စိတ်ဆိုးတာပေါ့ဗျာ။ဥပဒါကြီးအဲ့လူကြီးကိုတေးအောင်ပြန်လုပ်မယ်ဗျာ။ကျုပ်ကစိတ်မထိုင်နိုင်မပြောတော့အဖေကကျုပ်ကိုဝန်တားတယ်။ထားလိုက်ပါသား။သူ့ရဲ့အာကိုသွန်တဲ့သူတော့ပါလိမ့်မယ်။အခုအဖေကောင်းသွားပြီဆိုတော့ကျေနပ်လိုက်ပါတော့သား။ဥပဒါကြီးကပြောနေ။တကြီးကတော့လေကျုပ်လေးစားပင်းကိုလေးစားပါလေ။ခမရကတော်တော်လေးကိုတီးခံခွလောက်နိုင်တဲ့သူပဲ။ ဥပဒါကြီးကပြန်သွားတော့ကျွတ်တို့လည်းအဖေကိုဘသူလုပ်တယ်ဆိုတော့ဝိုင်းမိတယ်။ကျွတ်တို့ဒေါသကိုသိလို့ထင်တယ်။အဖေကဘာမှမပြောဘဲနဲ့ရင်ကုန်နှုတ်ပေးနေတယ်။ကျွတ်တို့ဖင်ဗျာဟိုလူလားဒီလူလားဆိုပြီးတို့ရောတို့ရောတွေ့ပြီးနေလာခဲ့ရတာ။တခါတော့ကျွတ်လည်းအဖေကိုမေးမရရင်ဥပဒါကြီးကိုမေးမယ်ဆိုပြီးသွားမိတာ။ဥပဒါကကိုကြီးမြုံပြီးတော့ဘာပြောမလဲသိတာ။ငါလည်းမေးသွားပြီတဲ့။ကဲဖြစ်နိုင်လားဆိုတာခမည်းတော်ပဲစဉ်းစားပါဗျာ။ဒီလိုနဲ့နှစ်တွေတော်တော်ကြာသွားပြီး အဖေလည်းအသက်80နီးပါးရောက်တော့မှကျွတ်တူလည်းမေးဖြစ်တယ်။အဖေနဲ့ရှေးအောင်အောင်ဖြစ်တယ်ပြောရင်လည်းပြန်သတိရတော့တာနဲ့တသက်လုံးသိကျင်လာခဲ့တဲ့အရာကိုမေးရတယ်။ဒီမှာတင်အဖေကကောင်းညင်ပြီးတော့အေးလေအခုတော့မင်းမေးလည်းမရှိတော့ဘူး။အဲ့ဒီလိုလည်းမရှိတော့ဘူးမလား။ငါ့ကိုလောက်တာတော့တခြားသူမဟုတ်ဘူးကွာ။မင်းမေးရမအောင်တန်းထွန်ကွာ။အဖေစကားကိုကြုံမယုံခြင်းပေမဲ့အဖေကလိမ်မပြောဘူးဆိုတာကြောက်တည်တယ်။ကိုတန်းထွန်ဆိုတာကကျွန်တော်တို့နဲ့တော်တော်လေးကိုခင်တာ။အမေအိမ်အောင်ကြကားစားကားဆို အိမ်မှာတတူနေကြသေးတယ်။နောက်တော့ကိုတန်းထုပ်အိမ်အောင်ကြာပြီးတော့အိမ်ခွဲသွားတာ။သူတို့နဲ့နှဲ့အိတ်တိန်နေတယ်လို့ပဲ။ဆွေမျိုးအရင်ခောက်ခောက်တွေ။အဖေကလည်းဗျာကိုတန်းထုပ်ကအဖေရောက်ပါလေ။အဖေကိုဘာလို့တေးစေချင်မှလဲဗျ။ဒီလိုကအဲ့နှစ်ကတန်းထုပ်တို့ကစပားဖွက်တယ်လေ။အဖေကတကြီးဆိုတော့ဘသူဘလောက်ထွက်တယ်ဆိုတာသိတယ်။ဒါကြောင့်မလို့တန်းထုပ်ကမင်းစပားဖွက်တာငါသိတယ်နဲ့ဆိုပြီးတော့စပားခွဲတန်းချပေးတာ။သူကအဲ့ဒါကိုမကျေနပ်ပုံရတယ်။ ိုင်သားကအောက်လန်းဆီယမ်မာကြီးစီသွားပြီးတော့အပင်တောင်းမိထက်တာပေါ့ကွာ။ဦးတန်းထုံးတို့တည်သွားပြီဆိုပေမဲ့ကျုပ်အဲ့ဒီစကားကြတော့ရေထဲမှာတော်တော်လေးကိုဒေါသဖြစ်သွားတယ်။နောက်တော့မှအဖေရဲ့ဆုံးဖြတ်ချက်ကိုနားလည်ခဲ့တယ်။အဖေသာကိုတန်းထုံးတို့ပြောလိုက်ရင်ရှုပ်ထွေးတဲ့ပြဿနာဖြစ်လာမယ်မို့လား။ဒီတခါတော့အဖေကိုကျုပ်ချီးကျူးမိတယ်ဗျာ။အဖေကဥပဒါပြောတယ်လို့တော်တော်လေးကိုသိခနိုင်ခဲ့တာ။အဲ့ဒီအစာပေးမိပြီးနောက်ပိုင်းကလေးကကျုပ်တို့ကသူများလာပေးတဲ့အစားအစာတွေမစားတော့ဘူး။လာပေးရင်တော့ယူလိုက်ပြီးတော့ ဖျားဆုံးတော့ကက်ဆရာရှင်ကတဲ့ကပ်ပြီးတာနဲ့တုံပြစ်တယ်မဟုတ်ရင်လည်းဗျာသူများတွေကိုပေးကြည့်တယ်အဖေဖြစ်ကိုကြည့်ပြီးတော့သူတို့တွေတသက်စာသင်ခန်းရခဲ့ပြီဒီနေ့တော့ဗျာဒီအကြောင်းပဲပြောပြတော့မယ်ဒီမှာနေမယ်ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ပြရလောကဇလံပြေဆုံးပါပြီ